ကျွန်တော်မြန်မာနိုင်ငံမှာအာချမှာအဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့အာချပလာပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပလို့ရလာအင်ရှင်ဖြစ်လက်ခံကျင်းပမယ်ဆိုရင်ဘောလုံးကွင်းနဲ့လေ့ကျင့်ရေးကွင်းတွေဘလောက်လိုအပ်လဲတခြားအခြေခံလိုအပ်ချက်တွေပါရီလိုအပ်လဲစတဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ဖော်ပြပေးပါမယ်မြန်မာနိုင်ငံမှာတော့ဒီအာချပလာရှေ့စုပွဲအာဆီယံဒေသတွင်းပြိုင်ပွဲတွေနဲ့2014ခုနှစ်တုန်းကဒီတက်တန်းလိုက်ပြိုင်ပွဲတွေထဲမှာအဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ဒီ U19 အခြားဖလားပြန်မလို့ကိုကျွန်တော်တို့အရင်ဖလက်ခံကြမှာခဲ့ပူပါတယ်ဒီကျွန်တော်တို့အခြားဖလားကိုအရင်ဖလက်ခံကြမှာဘူးဆိုရင်တော့ဒီလိုအပ်ချက်တွေကိုကျွန်တော်တို့ရေပူအားဖြင့်ဖော်ပြပေးပါမယ်ဒီပထမဒီလိုအပ်ချက်တွေမှာကျွန်တော်နှစ်ပိုင်းခေါ်ပြပေးပါမယ်ဒီဘောလုံးကွင်းနဲ့လက်ကျင်ကွင်းပေါ့နော်မြန်မာနိုင်ငံမှာလက်ရှိအချိန်မှာတိဆောက်ပြီးသားဘောလုံးကွင်းတွေထဲမှာနိုင်ငံတကာအဆင့်မီဘောလုံးကွင်းလက်လောမှာ၄ကွင်းရှိပါတယ်။ဒီရန်ကုန်မြို့သုဝနကွင်း နေပြည်တော်ကဇေယသီရိကွင်းနဲ့ဝရသတိကွင်းမန္တလေးကတို့မန္တလာသီရိကွင်းစတဲ့လေကွင်းကနိုင်ငံတကာအဆင့်မီဘောလုံးပွဲတွေလက်ခံကျင်းပလို့ရပါတယ်အစားဖလားဒီပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပမယ်ဆိုရင်ဘောလုံးကွင်းအရေးအတွက်ကအ ਨੇ ဆုံးဒီကျွန်တော်တို့၄ကွင်းကနေ၆ကွင်းလိုအပ်ပါတယ်ပြိတ္တဝန်ဆက်မှုကလည်းဒီကျွန်တော်တို့အ ਨੇ ဆုံးပြန်မြတ်တပေါင်းကနေ၄ပေါင်းကျော်အထိဝန်ဆက်နိုင်ဖို့လိုအပ်ပါတယ် မြန်မာနိုင်ငံမှာလက်ရှိရှိပြီးသားဘောလုံးကွင်းတွေထဲမှာဒီရေရွက်ကဒီအနည်းဆုံးဘောလုံးကွင်း၄ကွင်းရှိရမယ်ဆိုတဲ့လိုအပ်ချက်ကပြည့်မိပါတယ်ဒီ2020ခုနှစ်မှာလည်းအောက်ဆန်းကွင်းကိုကျွန်တော်တို့အဆင့်မြင့်တင်ဖို့အတွက်ဒီကုမ္ပဏီတွေကိုတင်တာခေါ်ပြီးတော့အဆင့်မြင့်တင်ဖို့လုပ်ခဲ့တာကျွန်တော်သိရပါတယ်လက်ရှိချိန်မှာတော့ကျွန်တော်တို့ဘယ်အဆင့်ထိရောက်ပြီလဲဆိုတာမသိပါဘူးအကယ်၍အောက်ဆန်းကွင်းသာအခြားအဆင့်မီပြောင်းလဲကျင်းပနိုင်ဖို့အတွက်အဆင့်မြင့်တင်နိုင်ခဲ့ရင်တော့ မ္မနိုင်ငံမှာနိုင်ငံတကာအဆင့်ဘောလုံးပြိုင်ပွဲကျင်းပနိုင်တဲ့ဘောလုံးကွင်း၅ကွင်းရှိသွားမှာပါ။ဒါဆိုရင်တော့တေချာပေါ့ဘောလုံးကွင်းအရေရက်ကပြည့်မိပါတယ်။ဒီဘောလုံးကွင်းနိုင်ငံတကာအဆင့်မီပြိုင်ပွဲတွေလက်ခံကျင်းပဖို့အတွက်ကျွန်တော်တို့ဒီဘောလုံးကွင်းတွေမှာဘာရလိုအပ်လဲဆိုတော့ပထမတစ်ချက်ကကျွန်တော်တို့ဒီကျွန်တော်တို့ဒီမျက်ခင်းပြင်ပေါ့နော်ဒီမျက်ခင်းပြင်ကကျွန်တော်တို့အခြားကအခြားဖလား ပြန်ပွဲလက်ခံကျင်းပဖို့အတွက် AFC ကချမှတ်ထားတဲ့စီမီစီကန်းနေနဲ့ကိုက်ညီဖို့လိုပါတယ်နောက်တစ်ချက်ကတော့ဒီမီလင်းရပါဘောနော်ဒီရုပ်သံထုံးလင်းမှုအတွက်ဒီကျွန်တော်တို့ဒီကိုက်ညီမှုရှိတဲ့မီလင်းရလိုအပ်ပါတယ်နောက်အခြေခံလိုအပ်ချက်တွေကတော့ဒီကျွန်တော်လုံယုံရေးပိုင်းပေါ့နော်ပြီးတော့ကွင်းလက်မှတ်ဒီရောင်းချတဲ့အပိုင်းတွေမီဒီယာခန်းမရဲ့ပြီးတော့ဒီအသင်းတွေရဲ့ dressing room တွေပြီးတော့ VIP တွေကြီးမဲ့နေရာတွေစားတဲ့နေရာတွေကျွန်တော်ပြည့်စုံမှရပါမယ် ဲ့ဒီဘောလုံးကွင်းရဲ့ဒီနေရာကလည်းဒီအပြည့်ပြဆိုင်ရာလေစိမ့်နဲ့အရန်ကြီးဝေးလို့မရဘူးပေါ့ဗျာဥပမာပြောရမယ်ဆိုရင်ကျွန်တော်ဒီဘောလုံးကွင်းနဲ့ဒီလေစိမ့်အကွာဝေးကြပါတော့ဒီလေစိမ့်ကနေဒီအချင်းအချင်းဝက်ကီလိုမီတာ200ပတ်ချလဲမှာဒီဘောလုံးကွင်းကချိန်မှရမှာပါဒါကြောင့်ဒီမြန်မာနိုင်ငံမှာတည်ရှိနေတဲ့ဘောလုံးကွင်းတွေကအဆင်ပြေပါတယ်အဲ့လိုပဲရှင်းတဲ့ ဒီနောက်တစ်ချက်ကကျတော့လေးကျင့်ရင်ခွင်းပေါ့နော်လေးကျင့်ရင်ခွင်းကဒီကျွန်တော်ပြိုင်ပွဲဝင်တဲ့24သင်းအတွက်အနည်းဆုံးလေးကျင့်ရင်ခွင်း24ခွင်းချိဖို့လိုပါတယ်အဲလေးကျင့်ရင်ခွင်း24ခွင်းချိခဲ့ရင်တော့မှအဲ့ခွင်းတွေကဒီ AFC ကသတ်မှတ်ထားတဲ့စံချိန်စံနှောင်းတွေနဲ့ကျွန်တော်တို့ဒီကန့်ညီဖို့လိုပါတယ်အဲပြီးတော့ဒီလေးကျင့်ရင်ခွင်းမှာထားရှိရမယ့် dressing room တို့ရေချိုးခန်းတို့ဒီစေဝါကုသတဲ့အခန်းတို့စားတဲ့အစရှိတဲ့ဒီအခြေခံအဆောက်အအုံတွေ ပြည့်စုံမှရပါမယ်။အဲ့ဒီပြင်ဒီဟိုတည်တဲ့လေ့ကျင့်မှုပြုလို့နိုင်အောင်ကန့်သက်ထားဖို့လည်းလိုပါတယ်။တခြားလိုအပ်တဲ့အခြေခံအဆောက်အုံတွေလိုအပ်ချက်တွေကတော့ဒီကျွန်တော်ဒီဟိုတယ်တွေပေါ့နော်။ဒီ AFC ကတာဝန်ရှိတဲ့သူတွေအသင်းတွေဒိုင်လွင်ကြီးတွေမီဒီယာတွေနဲ့ဒီတခြားနိုင်ငံတွေလာအားပေးမဲ့ပရိသတ်တွေအတွက်နိုင်ငံတကာဒီစံနှုန်းမီတဲ့ဟိုတယ်တွေထားရှိပေးဖို့လိုတယ်ပေါ့နော်။နောက်တစ်ပိုင်းကတည်ပို့ဆောင်ရေးတိုင်ပို့ဆောင်ရေးရတော့ဒီ ပွဲကျင်းပမဲ့မြို့တွေနဲ့လက်ကျင်ရင်ခွင်တွေဟိုတယ်တွေနဲ့ဒီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြားမှာအဲ့လိုမျိုးတွာလာရေးလွယ်ကူတဲ့တည်ပူဆောင်ရေးဖြစ်ဖို့လိုပါတယ်အဲ့ဒါတော့ဒီအဖွဲ့ချုပ်နဲ့ဒီနိုင်ငံကစီစဉ်ပေးရင်တော့ဒီပြန်ပွဲအတွက်တည်ဆဲစီစဉ်ပေးရင်တော့အဆင်ပြေနိုင်ပါတယ်ဒီလက်ရှိမြန်မာနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပဖို့ဆိုရင်အကြီးဆုံးဒီအခက်အခဲကဒီလေ့ကျင့်ရင်ခွင်အရေးရပါပဲ။ လေ့ကျင့်ခွင့်ရေတွက်ရေဒီလေ့ကျင့်ရေခွင့်တွေကဒီ AFC ရဲ့စัญญစံနှုန်းတွေနဲ့ကန့်ညီဖို့ရေအဲ့အချက်ကအဓိကအကြီးမားဆုံးအခက်ခဲပါပဲ။ဘာကြောင့်လဲဆိုတော့လက်ရှိဒီမြန်မာ National League မှာကစားနေတဲ့ကလပ်အသင်းတွေတော့မှလေ့ကျင့်ရေခွင့်မလွန်လောက်တဲ့ပြဿနာတွေရင်ဆိုင်နေရပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံမှာအချက်ဖလားလက်ခံကျင်းပဖို့ဆိုရင်အခြေခံအဆင့်ဖြစ်တဲ့လေ့ကျင့်ရေခွင့်တွေအရင်ဆုံးအဆင့်မီစွာနဲ့ရေအတွက်ပြည့်မီစွာ ထားရှိနိုင်ဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ